ဒီနေ့တော့တခြားသူတွေရဲ့မင်းပုံမြင်တဲ့အမြင်လေးကိုဖတ်ပေးมาဖြစ်တယ်ပေါ့เนาะတခြားသူတွေဆိုတာမှာကစစ်သူကြီးသားလည်းဖြစ်နိုင်တယ်လုံဖို့ကံပြန်လည်းဖြစ်နိုင်တယ်တငယ်ချင်းပေါင်းတင်လည်းဖြစ်နိုင်တယ်မိသားစုဝင်လည်းဖြစ်နိုင်တယ်ပေါ့เนาะဆိုတော့သူတို့တွေကမင်းကိုဘလို့မြင်နေလဲဒီနေ့ပေါ့เนาะဆိုတော့မင်း intention ထည့်လိုက်တဲ့သူဘယ်သူမှစုဖြစ်နိုင်မှာပေါ့ collective reading နဲ့ဖြစ်ပါမယ်ရှင် current energy ကိုအရင်ကြည့်ရအောင်ပေါ့เนาะ tower the tower and the lever meter cut တွေကြီးပဲကြာတယ်ပေါ့เนาะ meter cut တွေကြီးပဲကြာတယ်ဒီ reading ကိုလာကြည့်တဲ့ collective တွေကလက်ရှိမှာတစ်ခုခုကိုဆုံးရှုံးထားတဲ့သူတွေဖြစ်နေမယ်ဘဝထဲမှာကြီးကြီးမားမားပြို့လဲထားတဲ့သူတွေပေါ့เนาะဒါဟာအခြေရေးဖြစ်ဖို့များတယ် the lever ရပေါ့เนาะနှစ်တွေအကြာကြီးတိဆောက်ခဲ့ရတဲ့ relationship တစ်ခုအဆုံးသတ်သွားတာတချို့တွေအိမ်တောင်တစ်ခုကိုလုံးဝတည့်ရဝင်ကွာရှင်းပြတ်စဲလိုက်တာ အာဒါမှမဟုတ်တတိယသူရှိနေတာကိုလက်တလုံးမှတိထားပြီးတော့ဒီကိုအကြကြီးတိဆောက်ထားခဲ့ရတဲ့သူကိုကဟဲဒီလူကဒလိုကြီးလားလို့ထင်ရလောက်တဲ့အထိအံ့ဩသွားစီလောက်တဲ့အထိကိုလုံးဝမထင်ထားတဲ့သူကကိုအပေါ်ကိုတစ္ဆာဖောက်သွားတာမျိုးတွေကိုလက်တလုံးမှာခံထားရတဲ့သူဖြစ်တယ်ပေါ့နော် the tower ရဲ့ energy and the lover ဆိုတော့ကြတော့အဲ့ဒီလိုမျိုးဖြစ်တာကလည်းအရန်ယုံကြည်ရတဲ့သူတွေက နောက်ကျောကိုဓာထိုးခဲ့တာပေါ့เนาะချစ်သူကြီးသားမဟုတ်ဘူးဆိုရင်မိတ်ဆွေပေါင်းတင်းဆိုရင်လည်းပဲအဲ့ဒီမိတ်ဆွေပေါင်းတင်းဆိုတာအပေါ်ယံခင်မင်ရတဲ့မိတ်ဆွေပေါင်းတင်းမဟုတ်ဘဲねမင်းကိုယ်တိုင်အရန်ကိုယုံကြည်ပြီးတော့ကြတော့ဟိုဘဝထဲမှာနေရာတစ်ခုပေးထားတဲ့သူရဲ့ဘယ်လိုပြောရမလဲ အဲတစ္ဆာဖောက်ခြင်းနောက်ကြောဓာတ်ထိုးခြင်းကိုခံခဲ့ရပြီးတော့လုံးဝလောလောဆယ်မှာနာကျင်နေရတဲ့သူတွေပါမယ်တချို့တွေမိသားစုဝင်တယောက်ယောက်ကိုဆုံးရှုံးထားရတဲ့သူမျိုးတွေလည်းပါမယ်ဆိုတော့လောလောဆယ်ကတော့အဆင်မပြေမှုကိုကြုံနေရတဲ့သူတွေလို့ပြောလို့ရတယ်ပေါ့နော်အဆင်မပြေမှုကိုကြုံနေရတယ်အဲ့လိုအဆင်မပြေအောင်ကလည်း အကြောင်းဖန်လာတဲ့အချိန်လေးကတိုက်ဆိုင်လာတဲ့အချိန်လုံးဝကို divine timing အခုကိုဖတ်တာကလည်း November 11မှာကွာအာ retrograde တွေဒီမှာရှိနေတဲ့ကာလဆိုတော့အဆင်မပြေမှုတွေကတော့ကြုံနေတယ်လူတိုင်းတော့လူတိုင်းလေးပါကြုံနေရဒါပေမဲ့ဘလို့ဖြည့်ရှင်းမလဲပဲမူတည်တာကိုယ့်ရဲ့ collective တွေရှိမှလည်းအဲ့ဒီအဆင်မပြေမှုတွေကြီးကြီးမားမားကြုံနေရတာမျိုးကိုတွေ့ရဆိုတော့ဒါက collective ဖီရဲ့လက်ရှိ current energy ဆိုတော့ဒီမှာ energy ကြိုက်တယ်ဆိုရင်စက်ကြည့်ပါကိုယ့်ရဲ့ quality ကိုအဲသူတို့တွေကမင်းဘေးနာကသူတွေကမင်းပတ်ဝန်းကျင်ကသူတွေကမင်းကိုဘယ်လိုမြင်နေလဲပေါ့နော်ဖိုင်ရိုပန်တီကယ်မင်းပုံမြင်တဲ့အမြင်ကလည်းမကောင်းနေဘူးပေါ့နော်ဖိုင်ရိုပန်တီကယ်ရာကိုယ့်ရဲ့ quality တွေကိုတချို့တွေကအထင်သေးတာမျိုးတွေ့ရတယ်ပေါ့နော် ရုပ်ပိုင်းဆိုင်ရာအရာအထင်သေးတာမျိုးပိုင်းဆိုင်မှုပိုင်းဆိုင်ရာအရာအထင်သေးတာမျိုးဥပမာအာ relationship ထဲမှာရှိနေတဲ့သူတွေဆိုရင်လည်းကိုယ့်ရဲ့ quality တွေကိုပတ်စံမရှာနိုင်ဘူးဒါမှမဟုတ်ပတ်စံအရန်ဖြုံးနေအဲမင်းเจ้าမူလို့ပဲအိမ်မှာပြဿနာဖြစ်နေရတာမင်းเจ้าမူလို့ပဲငါတို့တွေကအဆင်မပြေဖြစ်နေရတာဒီလိုမျိုးပေါ့နော်မင်းပုံမြင်တဲ့အမြင်ကအရန်မကောင်းနေဘူး ဆိုတော့ဒီ relationship ကိုပြိုကျထားခဲ့ရတဲ့သူတွေအခုလက်ရှိမှာ relationship တခုအဆုံးသတ်ထားတဲ့သူတွေတချို့တွေပေါ့နော်20ရာခိုင်နှုန်းသောသူတွေအတွက်ကကိုယ်တိုင်းသစ္စာဖောက်ခဲ့တာမျိုးဖြစ်လိမ့်မယ်။ကိုလုံးခဲ့တာတွေရဲ့အကျိုးဆက်ကိုဒီအချိန်မှာကိုကိုယ်တိုင်းပြန်ခံစားနေရတယ်ဆိုတာမျိုးကိုတွေ့ရတယ်။ဒီ data wire ရဲ့ energy ကကိုယ့်ရဲ့ quality တွေကြောင့်ဖြစ်လာတာများတယ်။ဘာကြောင့်လဲဆိုတော့စိတ်အလိုအယံလိုက်ခဲလို့စိတ်အလိုအယံလိုက်ခဲလို့လက်ရှိမှာ ဆက်ဆံရေးတစ်ခုခုကိုဆုံးရှုံးထားရတာမျိုးကိုတွေ့တယ်။မင်းကိုမင်းရဲ့ပတ်ဝန်းကျင်ကလူတွေအထူးသဖြင့် romantic relation တွေကတဖက်သူကတော့၎င်းလှုပ်ဖို့ကင်ပြတရားတော့၎င်းတငယ်ချင်းတွေကတော့၎င်းပေါ့နော်ဘလို့မြင်လဲဆိုတော့အတုံးအဖြုံအရန်ကြီးတယ်တငယ်ချင်းအပေါင်းအသင်းကိုမက်ပြီးတော့အပျော်ပါအရန်မက်တယ်စိတ်အလိုအရန်လိုက်တယ်ပေါ့နော်ဖြစ်ချင်တာနဲ့ဖြစ်တင်တာဆိုရင်ဖြစ်ချင်တာကိုပဲလှုပ်တတ်တဲ့သူခံစားချက်တွေကို emotion တွေကို control မလုပ်နိုင်တဲ့သူမျိုးလို့မြင်တယ်ပေါ့နော်ဆိုတော့ emotion ် emotional intelligent ဖြစ်ဖို့လိုနေတဲ့သူမျိုးတွေလို့တွေးရတယ်ပေါ့နော်အင်း night of thought အရင် allodity နိုင်တယ်တခုခုဆိုရင်စိတ်ခံစားချက်တွေကိုအလိုလိုက်တဲ့အပြင်ကိုပဲအလောကြီးရေပေါ့နော်တခုခုလုံးတော့မယ်ဆိုရင်အရင်တစွတ်ထိုးဆန်ပြီးတော့မှားရင်းနဲ့ဆုံးဖြတ်ချက်တွေကိုပဲခဏခဏချမိတတ်တယ်ဒီမှာတွေ့လား night of thought ကိုကြည့်လိုက်မြင်းရောလူရောအတော့နှင်းနေရာ ရှိသည်မဘာလို့အသားစီးတွေကိုအကုန်ကြော်ဖြတ်ပြီးတော့ငါလိုချင်တဲ့စီကိုရောက်အောင်သွားမှာပဲဆိုရဲမို့ဒါကဘာကိုပြောနေလဲဆိုတော့အတကြီးရဲ့မာနာကြီးရဲ့တပိုတဲ့သမားတခြားဘသူတွဲမှာမကြည့်ဘူးကိုယ့်အတွက်ကိုပဲကြည့်တဲ့သူမျိုးအဲဒီလိုမျိုးမင်းပောင်ဝင်ခြင်းကသူတွေကမင်းကိုမြင်နေတယ်ဆိုတော့ကိုယ့်ရဲ့ collateral တွေကချစ်မွေးလေးတွေကိုဖတ်နေရင်တောင်အာဟိုဟိုရလားဆိုပြီးတော့ကိုရောင်တန်တရားဝင်လာတယ်သို့တော်လည်းပဲမျက်နှာလိုက်လို့တော့မဖြစ်ဘူးလေနော်ဒါကရှင်တို့ရဲ့ energy ဆိုတော့လည်း အဲ့လိုမျိုးလေးတွေမြင်နေပါတယ်တဲ့ Queen of Cuff ကိုယ့်ရဲ့ collective တွေပေါ့နော်မင်းတို့ကိုယ်တိုင်ကတော့မင်းတို့ကိုမင်းတို့သူတို့မြင်နေတယ်လို့သူတို့ထင်နေတယ်လို့မျိုးမမြင်ဘူးပေါ့နော်အဲကိုကိုကိုကတော့ငါအရန်ကိုကျင်နာတနာရတဲ့သူငါအရန်ကိုမြေတားတရားကိုရှေ့ထားတတ်တဲ့သူတခုခုဆိုရင်ဘေးနားသူတွေကိုလည်းကုညီပြီးတော့ပံ့ပိုးပြီးပေးကမ်းနေတာပဲဆိုတဲ့အတွေ့အမျိုးရှိနေမြဲကိုယ့်ရဲ့ collective တွေက နှမျောတတ်တဲ့သူမျိုးတော့မဟုတ်တော့ဘူးကို့မှာရှိနေတာတွေကိုပေးကမ်းနဲ့စွန့်ကြဲတယ်ကို့ဘေးနားမှာရှိနေတဲ့သူတွေကိုလည်းအာဖောဖောတိတိမေတ္တာတရားတွေဘာညာတွေအကုန်ပေးရတိုင်းမဲ့ပေးတဲ့နီလန်မှားနေတဲ့အချိန်မှာပဝင်းကျင်ကလူတွေကမင်းသူတို့ဘောဘလောက်ကောင်းပေးပေးဒီကောင်းပေးတာကိုမမြင်တော့ဘူးဒီကောင်းပေးတာကိုအစ်စ်အမှန်လို့မခံစားရတော့ဘူးမင်းကလိုချင်တာရှိလို့သူတို့ကိုပေးနေတာလိုအပ်တာရှိလို့သူတို့ကိုပေးနေတာဆိုပြီးတော့တွေးတာပေါ့နော်ဆိုတော့ collective တွေအနေနဲ့ကဘလို့ပဲကောင်းပေးနေပါစီ အအကောင်အမြင် မခံရဘူးဖြစ်နေရအဲ့ဒါကြီးကဘာကြောင့်ဖြစ်လဲဆိုတော့ the full and narrow sort ကိုသွားပြီးထိတ်ကြည့်လိုက်တော့ဘာကြောင့်ဖြစ်လဲဆိုတော့အရန်တစထိုးဆန်လို့အပြောဆိုမတက်လို့အာပြီးတာတော့မှန်တယ်တွဲခေါ်တာလည်းမှန်တယ်မြစ်တာထားတာလည်းမှန်တယ်ဒါပေမဲ့လေ အဲတဖက်သူရဲ့စိတ်ခံစားချက်နဲ့အတွေးတွေလှုပ်ချင်ရဲ့လားလိုချင်ရဲ့လားရချင်ရဲ့လားဆိုတာကိုဘာမှမကြည့်ပဲနဲ့မင်းကကောင်းမယ်ထင်တာတွေကိုစွပ်ပေးနေရမျိုးပေါ့နော်မင်းအတွက်ကောင်းနေပေမဲ့တဖက်သူအတွက်ကြကောင်းချင်မှကောင်းပါလေမင်းကဒါကိုချစ်စရာလေးလို့မြင်ပေမဲ့သူ့အတွက်ကြဒါကြီးကအဆင်မပြေနေဘူးမင်းကဒီဟာကိုချိုချိုလေးရောစားလိုက်ပါလို့ပေးလိုက်ပေမဲ့ဟိုလူကအချင်ကြိုက်နေရင်မင်းကြွေးတဲ့အချိုကြီးကသူစွမျိုးချနေရတာသူမကြိုက်တဲ့ဟာကြီးလေဆိုတော့အခုလည်းအဲ့လိုဖြစ်နေတာပေါ့နော်ကိုယ့်ရဲ့ quality ကမကောင်းဘူးလားဆိုတော့ကောင်းတယ်ဒါပေမဲ့တဖက်သက်ကောင်းနေရမျိုးပေါ့နော်တဖက်သက်ကောင်းပေးနေတာအပေးယူမ မမအပေးယူမတက်ဖြစ်နေတာနောက်ပြီးတော့အရန်ကိုအမ်အကြောက်အလန့်နေတယ်ပေါ့နော်အကြောက်အလန့်နေတယ်တဆူထိုးဆန်တယ်အဲလှုပ်ပြီးလိုက်ရင်လည်းဖြစ်ဖြစ်ခံမှာဖြစ်သွားအောင်မှားခံမှာမှားသွားအောင်မှားပြီးဒီငါတို့လှုပ်လိုက်ပြီဆိုတဲ့သူမျိုးအဲ့ဒီလိုမျိုးတွေကပတ်ဝန်းကျင်နဲ့မင်းနဲ့ကိုအံဝင်ခွင်ကြမဖြစ်နေတာမျိုးကိုတွေ့ရတယ်သို့တော်လည်းပဲကန်တရားရဲ့အထောက်ပံ့ကအပြည့်အဝရှိတယ်ဆိုတော့သူတို့ကမင်းကိုဘယ်လိုမြင်လဲဆိုတော့ဟာဒီကောင်ကွာဒီကောင်မလေးကွာတုံးတာမကြတာ အကျင့်ကတော့မကောင်းတာဇရိုက်ကတော့မကောင်းတာကန်တရားရဲ့ပြေဝအထောက်ပံ့ကတော့ပြေဝရှိတာသူဆိုသူကြရင်ကန်ဆိုးအောင်မတွေ့ရအောင်အခက်အခဲဖြစ်နေအောင်မတွေ့ရအောင်အများကြီးကိုအစဉ်ပြေနေရပဲပဝင်းကျင်ကလူတွေကမင်းကိုအဲ့လိုပြောတာပေါ့နော်ဆိုတော့ဒီကောင်မလေးခက်ရိုင်းရိုင်းလေးကွာဒါမှမဟုတ်လေသူကြည့်လိုက်ရင်တော့အစဉ်ပြေနေတာပဲအဲအဲ့ဒီလိုမျိုးအတွေးပေါ့နော်ဆိုတော့ကိုယ့်ရဲ့ collective လေးတွေကပြည်သူချင်ပတ်လေးတွေဖြစ်နေတာမျိုးပေါ့နော်တို့တော်လည်းပဲဘသူတွေဘလို့ပဲချင်နေပါစေဘသူတွေဘလို့ပဲအမြင်ကက်နေပါစေ9 of pentacle ရဲ့ energy နဲ့ရှင်တို့ကတော့ခက်ချစ်ချစ်ပဲကျမကစင်ပေါ်ကဆိုတဲ့သူမျိုး မျိုးတွေပေါ့နော်ပတ်ဆိုင်ရှိတယ်အာ standard တစ်ခုရှိတယ်နေနိုင်စားနိုင်တဲ့ level တစ်ခုမှရှိတယ်နင်တို့တော့ငါပေးတာယူနေရတာပဲဆိုတော့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲ့ဒါကိုကအာမင်းကိုအစစ်အမှန်နေနဲ့အဝေးစေဖို့အတွက်ဖြစ်နေတာမျိုးကိုတွေ့ရတယ်ပေါ့နော်အစစ်အမှန်နေနဲ့ဝေးစေဖို့ဆိုတာက အကောင်းပေးလိုက်လို့သူတို့အလိုပဲလိုက်နေလို့ရောအစ်စင်မှန်ကရမှာလားလို့မေးစရာရှိတယ်အဲ့လိုတော့လည်းမရဘူးပေါ့နော်ဒါပေမဲ့ပျော့လုံးရင်လည်းကျိုးဆိုတာယော့လုံးရင်လည်းလာပတ်တယ်လို့တင်းလုံးရင်လည်းပြတ်တတ်တယ်ပေါ့နော်ကိုယ့်ရဲ့ collective တွေကအာမယော့မတင်စောင်းချိုးညင်းတယ်လို့မျိုးဟိုစကားပုံရှိရလေဆက်ဆံရေး communication မှာအဲ့ဒီလိုမျိုးလေးတွေလိုတိုးပိုလျှော့ဆက်ဆံတတ်ဖို့လိုနေတာမျိုးကိုတွေ့ရတယ် ဒီလိုမျိုးအရန်ကြီးတင်းမာနေတာကမကောင်းဘူးလားဆိုတော့ကိုမအရာရာပြည့်စုံနေတဲ့အချိန်မှာတော့ကောင်းတယ်။သို့တော်လည်းပဲကိုကိုတိုင်းကုကေရာမဲ့သွားတဲ့အချိန်မရောက်လာဘူးလို့မပြောနိုင်ဘူးလေနော်။ကိုကအခုလူတွေကိုကူညီတဲ့ပေးကမ်းနဲ့စေတနာထားတဲ့မှန်တော်ညာပေးတဲ့ပုံစံနဲ့ပေးတဲ့စေတနာတွေကနီးလန်းမှန်မှန်တဲ့အချိန်မှာတစ်ဖက်သူအတွက်ဝေဒနာတွေဖြစ်နေတာ။အဲ့ဒီလိုမျိုးမဖြစ်အောင်ကိုရဲ့ collectivity အနေနဲ့ဘာလို့ဖို့လူလဲဆိုတော့မင်းတို့ရဲ့အခု communication လုပ်တဲ့ ပုံစံလေးတွေကိုပြန်ပြီးတော့သုံးသပ်သင့်တယ်လို့အကြံပေးချင်ပါတယ်ရှင်။ Okay Oracle လေးနည်းနည်းသုံးပြအောင်မယ်ပေါ့နော်။ဒီ Demon Oracle လေးနည်းနည်းသုံးပြမယ်။ decision เนี่ย collected တွေဒီမှာ nine of panicen နဲ့ခြေနေတယ်လို့ကိုပြောခဲ့ပေမဲ့ base of the dam မှာက hygeman ဖြစ်နေတာတွေ့လာမင်းကလေလူတွေရှေ့မှာခြေမိုးကလေးဆိုးပြပေမဲ့တကယ်အတွင်းထဲမှာကျတော့ ဟိုဝမ်းနေနေရတယောက်တည်းအထီးကျန်နေရမျိုးတွေ့ရဒီမှာလည်းအဲ့လိုပဲသူတွေရှိမှလေမင်းကတခုခုဆိုရင်ဘာမှကိုဟိုဘာဟုံးမှပြန်မကြည့်ပဲလုံရဲကန်ရဲရှိရဲဆုံးဖြတ်ချက်ချရဲတယ်ဆိုတော့ပုံစံမျိုးဖြစ်နေပင်မဲ့တကယ်အတွင်းထဲမှာကြတော့ကြောက်စိတ်တွေဖြစ်နေရမျိုးတွေ့ရတယ်တချို့မင်းဘဝမှာခွင့်ရေးကြီးကြီးတွေလွဲချော်သွားတာမျိုးတွေကြုံဘူးလိမ့်မယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့ဆုံးဖြတ်ချက်ချဖို့ကြောက်လို့ အဲ့လိုမျိုးကြောက်တဲ့အတွက်ကြောင့်မို့လို့မင်းစီမှာတချို့ကိစ္စတွေကောင်းမွန်တဲ့အရာတွေနဲ့လွဲချော်နေရတယ်ဆိုတာမျိုးကိုတွေ့တာအဲ့ဒါကဘယ်ကလာလဲဆိုတော့မင်းရဲ့အဲ့ဒီမသိစိတ်ထဲမှာကိန်းအောင်နေတဲ့ကြောက်တရားတွေဆိုရင်ပူပန်မှုတွေ feeling trap ဖြစ်နေတဲ့ဟာတွေကလာတာပေါ့နော်တွေကဆက်ဆက်နေတာလို့ကိုပြောတာခုလည်းအဲ့လိုပဲချိန်တွေကရက်တက်နေတယ်လို့မင်းခံစားနေရတာ တာမျိုးတွေရှိသလားဒီနေရာကြီးကနေမကြော်လွားွားနိုင်ဘူးဒီလူတွေနဲ့ပဲငါဆက်ပြီးပတ်သက်နေရတယ်ဒီလူတွေနဲ့ပဲခဏခဏတွေ့နေရတယ်ဒီလူမျိုးတွေတွေ့နေရဆိုရင်ဘာကြောင့်လဲဆိုတော့မင်းကလေမင်းထမ်းပိုးထားတဲ့အရာတွေကြောင့်ပေါ့နော်ဒါတွေကပဲမင်းကို block ဖြစ်စေနေရမင်းကိုဒီအချိန်ဆိုတော့မင်းမကြိုက်တဲ့အချိန်ကြီးထဲမှာအစာခဲကြီးထဲမှာပိတ်မိနေတဲ့လူမျိုးဖြစ်နေတာမျိုးကိုတွေ့ရ collective လေးတွေ78ခန်း၄ခန်း ထူကြရယ်ပေါ့နော် April တချို့တွေ April လာမှာမွေးရတဲ့သူတွေအမွေးရက်က၄ရက်ဖြစ်နေတာမျိုးတွေ၄လပိုင်းကမင်းတို့ဘွားရဲမှာတခုခုအတွက်ထူကြတာမျိုးတွေတွေ့နေမှာအခုလက်ဒီမှာ၁၈ရှင်းတဲ့တင်းနဲ့ပေါင်း၉กว่า၉ခန်းန်း၉ဆိုတာစာရည်တခုအဆုံးတက်သွားပြီလုံးဝ high ပေါ့နော်အမြင့်ဆုံးအချိန်ကိုပြောတာဒီမှာလဲ the tower ကအမြင့်ဆုံးအချိန်မင်းဘွားရဲမှာတခုခုကတည်အံ့သွားပြီတခုခုကပြန်ပြီးစတင်တော့မယ်ဆိုတာမျိုးတွေကိုပြောတာဆိုတော့ဘွားရဲမှာအပြောင်းအပြောင်းလဲကြီးကြီးမားမားဖြစ်ထားတဲ့သူတွေအိုးဒီမှာလဲစတင်ပါကိုပဲ ဆိုတော့ကိုကနန်းကလက်ရှိမှာမင်းတို့အတွက်အရန်ကိုစတောင်းဖြစ်နေတာမျိုးကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါဟာ collective reading ပဲဖြစ်ပါတယ်ဒီလိုမျိုး free reading လေးတွေအများတန်းလက်ခံရရှိခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကိုအာ subscribe လုပ်ထားပေးပါဒီလိုမျိုးလေးတွေနေတိုင်းနေပါတင်ပေးပြစ်လိမ့်မယ်တင်ပေးပြစ်နေတာပဲပေါ့เนาะဆိုတော့ resonate ဖြစ်တယ်ဆိုရင်လည်း comment လေးမှာပြောခဲ့လို့ရပါတယ်ရှင် personal reading ဝယ်ခြင်းတဲ့သူတွေကတော့ဒီ description မှာ link ချပေးထားတဲ့ Telegram ကနေတဆင် booking လေးဝယ်ယူနိုင်ပါတယ်ရှင်ဆိုတော့ကိုတို့တွေနောက်ထပ် reading လေးနဲ့အတူပြန်တွေ့ကြမယ်เนาะတတ